ယမတ်ဇလန်ဒွဲကြီးကတော့အမြင့်ဆုံးဆက်ရှိန်ကိုရောက်ရှိလို့လာခဲ့ပြီးမကြခင်မှာပဲဇက်သိမ်းပိုင်းကိုရောက်ရှိတော့မှလည်းဖြစ်ပါရယ်။မိုးတီရာတယောက်ခါလည်းကြောထောက်တယောက်ဂန်းကော်ဘောအဆဆရရာမျက်နှာသာပေးနေတာကြောင့်ဂန်းကော်အားအပြစ်မရှိအပြစ်ရှာကခေါင်းကိုပကံပြားနဲ့ရိုက်လိုက်တာလည်းဖြစ်ပါရယ်။စီတူဇော်တယောက်ခါလည်း၎င်းရဲ့လောရက်တွေကိုမိသားစုအားလုံးကတိတော်ခဲ့ရင်ဘာရီဆက်ဖြစ်လာမလဲ။တူထောင်ထဲကိုသွားရတော့မှလားဆိုပြီး အတွဲတွေနဲ့ဗျာများနေချိန်မှာပဲမိခင်ဖြစ်သူမိုးတီတာရောက်ရှိလာခဲ့တော့ကြောင့်အဖွားဖြစ်သူကိုလေကားပေါ်မှာတိုးချခဲ့တာဟာသူဖြစ်ကြောင်းမိခင်ဖြစ်သူအားပြောပြလိုက်ပြီလေဖြစ်ပါတယ်။ခိုင်နှင်းဝေဟာလည်းတပြေနဲ့သူ့ရဲ့ယောက်ျားအားချုံနှောင်ထားတဲ့နေရာကိုကြော်ထောက်တယောက်ခြေရာခံပြီးလိုက်နေခဲ့တာသိသွားပြီးလမ်းကြောင်းလွှဲလိုက်တာကြောင့်ကြော်ထောက်လည်းမျက်ခြေပြတ်သွားခဲ့ရပြီလေဖြစ်ပါတယ်။ပြီးတဲ့နောက်မှာတော့တပြေတယောက်သူ့ယောက်ျားအား အပြက်ရှင်းပြီးထွက်ပြေးသွားခဲ့တာကြောင့်ဒီကိစ္စကိုဖြေရှင်းဖို့တပြေဖြစ်သူနဲ့တိုင်ပင်ကအကြံဆိုးတွေထုတ်နေခဲ့ပြီလေဖြစ်ပါတယ်။ထုံဤသူစွာပဲအကြံဆိုးတွေနဲ့တားဖြစ်သူကိုကာကွယ်ဖို့လှုပ်ရင်မိုးနှောင်အားကက်ကြီးနဲ့ထိုးလိုက်တာကြောင့်မိုးနှောင်တယောက်ကွယ်လွန်သွားခဲ့ရပြီးမိုးတီတာတယောက်လည်းထောင်နှန်းဆန်လိုက်ရပြီလေဖြစ်ပါတယ်။မိခင်မရှိတော့တဲ့နောက်မှာတော့စီတူသောတယောက်အဖွားဖြစ်သူအားလေကားပေါ်ကသွန်ချခဲ့တာကိုဂန်းကော်တယောက်ဖွင့်ချလိုက်ပြီးတဲ့နောက်မှာတော့ စီတူတော်တယောက်မိသားစုတွေကြားထဲမှာဘလိုရီဆက်ဖြစ်လာအောင်လဲဆိုတာကိုပရိသတ်တွေအနေနဲ့လေနောင်လာမယ့်အပိုင်းဒီမှာဆက်ပြီးစောင့်မျှော်ကြည့်ရှုပေးကြဖို့ဒီ channel လေးကနေတိုက်တွန်းပေးလိုက်ခြင်းလည်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်